မှန်တယ်လို့ကြည့်နေရင်ကသူပြင်းကြည့်နေတယ်သူအပြုံးကမှတ်လာအောင်ဒါပေမဲ့ကြည်စင်တယ်လို့သူခံစားရတယ်လူတို့ရဲ့အလားတရားကဘာလဲလို့မိလာရင်တော့သူကတော့သူ့ရဲ့ပိန်ကျုံတိမ်နေတဲ့လမောင်းကြီးထိုးပြတ်ပါလေသူ့ရွေးနေတဲ့ပရေတွေကိုထိုးပြတ်ပါလေဟုတ်တယ်လေလူအိုဟာလူအိုပြပြတတ်တာဦးမင်းကြီးရုံကိုတော့လိုအပ်တယ်မဟုတ်လား မိတ်ကဲလေးဖြည်းကြည့်လိုက်ရုံနဲ့ဖွေးလှုပ်သွားတဲ့အသားကြီးဟာတွန့်ရွယ်နေအောင်လို့ဘသူပြောရဲ့အရှိတရားကိုလက်ခံနေတာကအလှတရားပဲရိုးရှင်းတဲ့အိုမင်းမှုမှာရိတ်မလိုက်ရင်တောင်မှအကြည်အောင်အလှတရားရှိတယ်လို့ဆိုလိုက်ခြင်းတည်းရဲ့နာလူတရားရဲ့တန်ကားမှုဟာသူ့ကိုဖိမပေးနေတဲ့ဆွေမျိုးသားချင်းရှိတာပဲသူ့မှာကတော့ရှိတယ်လဲဆိုလို့ရရဲ့မရှိဘူးလို့လဲဆိုလို့ရရဲ့ဘာပြောပြော ရင်ရဟင်းကခင်ရဆွေမျိုးလို့ဆိုရင်ရှိခဲ့တယ်မဟုတ်လားဒီရက်ွက်လေးနဲ့သူအသားကျနေခဲ့တာကြာပြီပြောမဲ့ဆိုသမီးနဲ့သားမလေးထွက်သွားကြတဲ့အပေါ်လာစဉ်သုံးလောက်စရာပတ်စံတော်ပူပါရဲ့ဘယ်ချိန်မှပြန်မြင်ရပါမလဲဆိုတဲ့အတွင်းနဲ့သားနဲ့သမီးကိုဝိုင်းရတာကခဏခဏကြာလာတော့လေသူမတွေးဖြစ်တော့ဘူးမျက်ရည်တွေခန်းသွားလိုပဲလားတိမိရင်တောင်မှမငိုတတ်တော့ဘူးသမီးကလည်း မလေးမဗမာတယောက်နဲ့လက်ထက်သွားတာကြားသိလိုက်ပါရဲ့။တားကလည်းမလေးမတယောက်နဲ့လက်ထက်သွားမှသိပါရဲ့။သူ့စီတော့ပြန်မလာတာဒီနေ့ထိပဲ။ဟောအင်းရှိကအတန်ကြားတယ်။ခါတိုင်းထမင်းဟင်းလာပို့နေကြဘူးတာလာပြီချင်းလေ။ဘူးတာဆိုတာကအင်းရှိကထမင်းလိုင်ကကလေးမရဲ့အဖေ။သူတယောက်တည်းနေရတည်တာနဲ့ကလေးမကဇုတ်ကိုထမင်းဟင်းပို့ပါမယ်ပြောပြီးလာပို့တာဘယ်နှလတောင်ရှိပါလဲ။အလကားလဲမြူချင်တာနဲ့သူ့မှာ ချင်းမင်းဆိုင်ကိုတလတ်တလတ်တတောင်းပေးနေရတယ်။ကလေးမလေးကသူ့ဖေကိုသူမတနာဘူးထင်ပါတယ်။စပ်ပို့တဲ့နေ့ကလေးကဖိုးတက်ခင်ဗျသူ့စီလာပို့ရရှာတယ်။လက်ထက်ဆိုတော့မောတယ်ပြောလို့မရဘူး။မမောဘူးလို့လည်းပြောလို့မရဘူးပေါ့။သူတို့အသက်ရွယ်ဆိုတာကတက်နိုင်တလားနားတင်တဲ့အရွယ်မဟုတ်လား။ခိုးတာကတော့ကျမကြီးတောင်ကောင်းသေးတယ်ပြောတာပဲ။ ဖိုးတာနဲ့သူကတတူရွယ်တူဆိုတော့လေဖိုးတာလာတဲ့ခါတိုင်းစကားပြောပြတတ်ကြတာပါပဲစကားပြောဖို့ရတာလေးတစ်ခုအတွက်တော့အဲ့ဒီကလေးမကိုကျေးဇူးတင်ပါရဲ့စကားပြောတဲ့သားဆိုတာပါစကားတွေကတော့ရောက်တောင်ရောက်ပါသူပြောတဲ့စကားထဲမှာတော့သမီးနဲ့သားကငွေဘလို့ပို့တာပါတယ်အင်ဂျင်မလာတာပါတယ်ဒီတိုက်ခန်းကသမီးရဲ့နာမည်နဲ့ဝယ်ထားတာဆိုတဲ့အကြောင်းပါတယ်တလားတလားကိုသမီးနဲ့သားပို့တဲ့ငွေကိုဘလို့သုံးရမယ်မသိဘူး ဗန်ဖာအုပ်ထဲပဲထည့်နေရတဲ့အကြောင်းပါတယ်။ဖိုးတာပြောတဲ့တဲ့စကားတွေမှာတော့သမတ်နဲ့တိတ်အစင်မပြေတဲ့အကြောင်းပါတယ်။သမီးကိုတနာတဲ့အကြောင်းပါတယ်။သမီးကဖိုးတာကိုချစ်တဲ့အကြောင်းလေးပေါ်တယ်။ဩအဲ့ဒါပြောတာပေါ့။လူဦးရေအတွက်ကံကောင်းမှုဆိုတာကိုယ့်ကိုဖိမဆောက်ရှောက်မဲ့သူရှိတာပဲ။ခုတော့ဖိုးတာကောသူကကံကောင်းတာပဲ။အဲ့ဒါလိုပြောကြရင်အပျော်ရင်းနဲ့ရပြစ်ကြတာခဏခဏပဲ။ဒါပေမဲ့ စိတ်ချင်လို့ပဲလားမသိပါဘူးသူ့မျက်ဝန်းတော်ကဒီကြီးချေရလေးတွေမှာနှင်းလေးတင်းနေသလိုဖူးတာမျက်ဝန်းတွေတစ်ချက်တစ်ချက်ဆူဆွတ်နေတဲ့ခြင်းမိရယ်ရည်နေကြတဲ့သူ့မျက်ဖူးတာတန်ကတစ်ခါတစ်ခါဆိုခြောက်ကပ်နေတယ်လို့ခြင်းမိတယ်ဘာဖြစ်ဖြစ်ဖူးတာနဲ့ကိုယ်ရင်းနေလာတာတော့အမှန်ပဲဖူးတာကသူ့ထက်ကတည်းကနဲ့ကြီးတယ်ဖူးတာရဲ့ကြိုးတန်ကြတော့နိုင်ငံမှာချိတ်ထားတဲ့တွားလေသူရဲ့တပ်ပုံကို ကြပြကြရမော့ကြည့်နေတယ်။တကယ်လို့သာသူ့အစီအစဉ်တိုင်းဖြစ်ခဲ့ရင်တွားရည်သူချင်းစိတ်များတုန်နေမလားဆိုတဲ့အသေးကရင်ဘက်ကိုလိုက်ကိုစီတယ်။ဒါပေမဲ့လည်းတွားသူကတွားပြီပဲလေ။ရှင်ကြံခဲ့သူအတွက်ကတော့အယုံများကလေးချိခါကလေးတွေးနေလို့ရတာမှမဟုတ်ပဲဟုတ်တယ်မလား။ခုတ ाने တော်လီသူနဲ့ရှင်လိုက်ရင်တော်လီသူကရုပ်ပိုတက်နေလို့ထင်နေတယ် ကိုငချင်နဲ့ကိုချင်နဲ့လို့ခေါ်ရမလား။ဘာပြောပြောရုံထဲမှာစတိုင်နဲ့ထိုင်းပြီးနေရတဲ့အရာရှိတယောက်ရဲ့ရုပ်ရည်နဲ့နေပူကျက်တဲ့ငါရှာဖားရှာခဲ့ရတဲ့ဖိုးတာလိုရုပ်ရည်နဲ့ကနိုင်စရာမလိုအောင်ကိုအကွာကြီးကွာတာပါ။ဒါပေမဲ့တိတိကြီးနဲ့နိုင်ပြီးတွားလီသူတွေဂုံယူမိပြန်ရော။ရုံတော်မီမီကိုဘာဒီအတွေးလုံနေလဲဗျ။ခမရကလေးနဲ့အဆက်အသွယ်ရသေးတာလုံမိတာပေါ့။ခုထိကြံမဖြစ်ဘူး။ ဟုတ်တာမေးကြမှ तू ဂတိဝင်သွားတယ်။ဟုတ်ပါရဲ့။ကောလီသူမျက်နှာမှာနှင့်ဝင်သွားတဲ့အကြည့်ဟာသူ့စိတ်တွေကိုဘယ်ထိတင်ကြုံဆွေးလိုက်ပါလဲ။ကိုတာကိုမချိပြုံးလေးပြုံးပြရင်ကလည်းဖြေလိုက်ရတယ်။တလောက်ကိုတခါလောက်တော့ဖုံပြောဖြစ်ပါတဲ့ကိုကိုတာရဲ့။မေလို့သူကတွေ့ချင်နေတာကိုဒင်းတို့မသိကြဘူးလေ။ငွေရှာလို့ကောင်းနေတော့ပြောရင်ကကြလာဖို့ပြင်နေတဲ့မိရဲ့စကူမကြအောင် မြတ်တာကိုခတ်နေလိုက်တယ်။တကယ်ဆိုသူမမူချင်ပါဘူး။သူဝမ်းနဲ့မနေပါဘူး။ဒါပေမဲ့မိကြီးကကိုအလိုလိုကြနေချင်တာ။ဒါဘာကြောင့်လဲတော့သူမသိဘူး။ခန္ဒီရဲ့အဖေရှိလားရှင်။ဟောတန်စကားကြားကမြင်နေရတဲ့ကလေးမကိုသူခံမြင်ပြလိုက်တယ်။တကယ်ကတော့အဖေရှိလားလို့မေးကြကုန်လို့လား။ဟုတ်တာကသူ့ရှိမှာထိုင်နေတာထင်ထင်ကြီးမဟုတ်လား ကလေးမရဲ့မျက်လုံးကတိုက်ခဲနဲ့ကိုဝေ့ဝဲသွားတာကိုမြင်လိုက်တော့သူ့နှခမ်းကလွလလပြုံးကျင်လာတယ်။ဒီချိန်ဆိုဒီတိုက်ခဲရဲ့ကာလပေါ်တံခိုးကိုတွက်နေလိမ့်မယ်ထင်ပါရဲ့လို့တွေးရင်းသွားလီသူကြီးကိုမော့ကြည့်လိုက်တော့သွားလီသူကြီးကပြုံပြုံကြီးငုံကြည့်နေလေ။အေးအေးလာပြီတမီးဆိုပြီးခုတာထပြန်သွားတော့သူ့ရင်ထဲတမျိုးကြီးဖြစ်ကျန်ခဲ့တယ်။ငါမှန်မှမှန်ရလားဆိုတဲ့အတွေးကိုတွေးနေမိရင်ပေါ့။ သူ့ဘဝမှာစိတ်အခြေဆုံးအရာကိုပြပါဆိုရင်စောင့်ဆိုင်းရတဲ့အလုပ်ပဲဟုတ်တယ်။အဲ့ဒီစောင့်ဆိုင်းရတဲ့အလုပ်ကိုမကြိုက်လို့ပဲတမီးနဲ့သားကိုမလွမ်းပဲနေတတ်အောင်လေ့ကျင့်ခဲ့ပြီ။ခုဒီခုံးကတော့မဖြစ်မနေကြားဖို့လူလူတို့စအဆောင်လား။အမှန်ဆိုရင်စောင့်ဆိုင်းကိုသိစိတ်မပါတော့ဘူး။လာတဲ့အဲ့ဒီဘုံကိုစောင်းပြီးတွားလိသူဆင်းရဲတဲ့ပစ္စည်းတွေတတိကြီးနဲ့ဖြုတ်ပြီးနေကြတာကြာခဲ့ပြီလေတကယ်တော့လည်း တနည်းနဲ့သားဆိုတာဒသိမ့်ဖတ်သွားတာနဲ့ဒသိမ့်တက်တက်ဖြစ်သွားတယ်လို့ပဲဆိုတဲ့အတီးကိုသူသိခဲ့တာကြားပါပြီ။ဒသက်ကအကြွားတန်တန်နဲ့တနည်းနဲ့သားကိုတလဘလောက်ကိုတာလို့ပြောပြောသုံးလတခါပြည့်တဲ့ပစံလေးနဲ့မလောက်လို့သွားလေသူထားခဲ့တဲ့ပစ္စည်းတွေတောင်ဘလောက်မှမကျန်တော့ဘူး။ပြောမယ်ဆိုအစကလေးကမကျန်တော့တာပါ။သူတို့တော့ဖို့ထွက်ခွဲရောင်းချပေးခဲ့တဲ့ပစ္စည်းလေးတွေကိုမနှမျောနေနဲ့ခုလိုချိန်မှာတော့တန်းတားတာပဲ။ နေတိုင်းမကောင်းဖြစ်တဲ့ချိန်ဖုံးဆက်နေကြရဲ့ဆက်နေကြအချိန်မျိုးမှာပေါ့ဒီလာလဲသူတို့ငွေပို့ဖို့မှန်းတာမဟုတ်ပါဘူးသူတို့အတန်လေးကိုကြားချင်ခဲ့တာပါအောက်ထပ်ထမင်းဆိုင်ကကလီမရဲ့ဇနီးမျိုးကိုအသက်60ကျော်နေတဲ့သူတည်သားပဲမသိချင်အောင်ဆောင်းပြီးဆက်ကနေတာဘာကြောင့်လဲဆိုတာကိုတော့ကလီမနဲ့ဖူတာမသိတော့ဘူးဟုတ်တယ်သွားလေသူစင်ပြီးခဲ့တာလေးတွေမကုန်ဘူးတလတစ်တောင်းနဲ့ထင်းထင်းစားနေရတာဘလောက်ခံလဲနော် ကိုကိုဂရုစိုက်ပေးမိသူရှိတဲ့အတွက်နေပြောလာတာတော့အမှန်ပါပဲဘုဒ္ဓပုံကံကြည့်ရတာကလည်းဟန်ဆောင်မမြင်ရပါဘူးတကယ်စိတ်ရင်းစေတာနဲ့ထင်ပါရဲ့တနည်းကိုနှခါလောက်ဘုဒ္ဓနဲ့တွေ့နေရတော့သူစိတ်ကလည်းဘုဒ္ဓကိုယဉ်မြင်နေမိတာအမှန်ပဲကလေးမဖြစ်စေချင်သလိုမဟုတ်ပေမယ့်အကူလုံမောင်လုံအာကူအာတာတစ်ခုဖြစ်တော့တွေးတယ်နေခဲ့တာပဲတလောကလေယောကပြန်ထလို့အသက်ရှူရခက်တော့ငါဆိုရင်ဘုဒ္ဓမှာ ခရုဆက်လဲရတာတရားနေရပဲနောက်ပြီးထမင်းစားတဲ့အခါမှာလဲဝါရခက်တဲ့အစားအစာမျိုးမပအောင်လို့ဖုဒါတကူးတကဖယ်ပေးခဲ့တာနောက်တစ်ခုဖုဒါရဲ့ခရုဆိုင်မှုမှာငါကမိမတယောက်ပါလားဆိုတဲ့အသည့်ဝင်လာမိတယ်မိမတယောက်အနေနဲ့ယောက်ျားတယောက်ရဲ့ခရုဆိုင်မှုကိုရရှိနေတာပါလားဆိုတဲ့အသည့်ကအသက်60အရွယ်မိမအိုတယောက်ကိုမန်တင့်စေတာတော့အမှန်ပဲဒါပေမဲ့ဖိုးတာကယူဆိုင်တာ ငွေကောသူကောဆိုတာပါသိနေတဲ့စိတ်ကြီးကခက်လာတယ်။ဟောမျောနေတဲ့ဘုံလာပြီလေ။မှန်ဘသူဆက်တာလဲ။တမီးတီးအရင်ဆက်တာပဲ။ဟယ်လိုတမီးလား။အမေကျမမေးချင်ရှိတယ်။အရှိအိမ်ကတားငယ်နဲ့အွန်လိုင်းမှာပြီးတော့သူကပြောတယ်။အရှိချမင်းဆိုင်ကအပါကြီးနဲ့အမေကဘာလို့လို့ရဟုတ်လား။အမေအသက်ကြီးမှတမီးတို့အရှိအအောင်တော့မလုပ်ပါနဲ့လားအမေ။တစ်ဖက်က ရှက်တန်နဲ့တူမနာရန်ပြောလာတဲ့သမီးစကားကြောင့်သူကြွေရွေသွားမိတယ်။သမီးတကယ်စိတ်ကူနေတာဘာကိုဆိုတာသိနေတဲ့သူအတွက်တော့သူညင်မနေချင်တော့ပါဘူး။ရက်ကွက်သူရက်ကွက်သားတွေကလည်းအကြမ်းနဲ့တည်းပါဇက်တရင်နေကြတာကိုအေးလေသူညင်တော့ဘာထူးမှာလဲ။စကလေးကဒီစံညုံမတည်တည်နဲ့သူဝင်ရက်ခဲ့တာမဟုတ်လား။သမီးစိတ်ချမ်းသာသူမညာတော့ဘာပဲကြုံလာကြုံလား သူလုဆရာရှိတာကိုတော့ရမှာမဟုတ်လားအမေထမင်းမို့လုံအောင်သမီးပို့ပေးပါမယ်အမေရဲ့စိတ်တန်နဲ့ပြောနေတဲ့သမီးကို တိတ်ဖို့အမိန်ပေးလိုက်တယ်ပြီးတော့အမေပါပဲလွတ်လွတ်သမီးတို့ရတနာရစီရမယ်အမေကတိပေးတယ်တန်းနဲ့ဆက်တော်မယ်အမေပုံချပြီဒါပဲနော်သမီးကြီးပုံချခင်သူချလိုက်ပြီမဲ့ရင်ထဲမှာလှိုက်နှွမ်းနေရတယ် သူ့ကိုစိတ်ကူတာလားတိုက်ခန်းကိုစိတ်ကူတာလားလို့တိုက်ရိုက်နေချင်ချင်နဲ့သူမမီးတော့ပါဘူး။တမီးတို့ရပိုင်ခွင့်ကိုဘယ်တော့မှအမေမဖြတ်စည်းပါဘူးလို့သာစိတ်ထဲမှာကြိတ်ပြေးနေမိတယ်။ဟယ်လိုမေတားနေဖုန်းဆက်လာတော့လေသူ့အမလေးတဲ့အတိုင်းမှာပဲလား။တော်လေဒီချိကသူမော့ကြည့်နေပြီလေ။ငကိုတဲကမှုန်တည်နေတဲ့မျိုးလုံးဟာပူပြီးွားသွားမယ်တတိထားမိတယ်။အမေကြိတ်ပြေးတယ်လို့တားနေကိုပြောလိုက်တဲ့စကားအဆုံးမှာ ဆိုင်ကြီးတင်ငင်ငိုလိုက်မိသလားမသိကြဘူး။ငိုချင်လဲငိုဖြစ်မှာပါ။တပတ်ခါဆိုကလေးမလိုဆိုင်ကတတန်ပေးဖို့လက်ကလက်ဆွဲလေးချုပ်ဖို့လိုလာပြီ။တမီဟောတာကောပတ်သက်ပဲနေပို့မယ်ဆိုတာပြောမတော်ကြပဲ။ချော့စော့စီစီရှာထားတာ။ကောင်းပါလေလေ။တော့ကျမနဲ့ရင်တခင်ရမှာမဟုတ်ဘူး။နောက်ပြီးစုံရင်းငယ်တွေလိုအိမ်နောက်ဒုက္ခခံစားရမှာမဟုတ်ဘူး။ခက်ပြက်ပြက်ဆိုလိုက်တဲ့သူ့စကားအစုံမှာဖို့တာကအော်ရည်လေ။ ဟိပါဗျာခလန်းနဲ့ကြဒီအသက်ရွယ်ကြမှာမောင်ကလေးမိကလေးလက်မျိုးကိုမလူတော့ပါဘူးနာအေးပါအေးအိဆရာနေရာရှိတယ်အတူတူလက်တွဲဖိမကူမဲ့ဖော်မျိုးရှိတယ်ဆိုရင်ကိုလက်ကြံဘွားမှာနေပြောပြီးထင်တာပဲဗျာခမရဘွားကိုကြုတ်ကြည့်တယ်ကြုတ်ဘွားကိုလည်းခမရတည်တာပဲဗျာဒီတော့စေပေးမိယူဆိုတဲ့စကားလေးကိုပဲလိုချင်တာဆိုတော့ခမရနားလည်နေချင်တာပဲဖိုးသားရဲ့စကားဆုံးမှာ မျက်ရည်မဝဲနဲ့သူခေါင်းငိမ့်လိုက်နေတယ်တိုက်ခန်းကိုသမီးနဲ့သားနှစ်ဦးဆက်နံမင်းနဲ့ထားတာကြောင့်သိရင်သမီးတို့ကျင်းနေကြမှာပါခုဘွားလက်ကြံမှုတော့စေပေမင်းယူဆိုတဲ့စကားလေးနဲ့နေပြောအောင်နေရအောင်ပါပေါ့အမှန်ဆိုရရင်ဖိုးတာပြောထားတာကကြားပါလေသမီးနဲ့သားကြောင့်သူခုမှဆုံးချက်ဖြစ်တာမဟုတ်လားဒါဆိုနောက်ပြန်ရက်ွက်ရုံကိုတီးပြီးတရားဝင်လက်မှတ်ထိုးလိုက်တာပေါ့ ်ဖိုးတာရဲ့စကားဆိုရင်ကလည်းအေးအေးပဲဖြစ်တယ်လို့သူလည်းခက်အေးအေးပဲကောင်းနေလိုက်တယ်ဟုတ်တယ်လေသူနဲ့ဖိုးတာမှာအုတ်ထင်းသူက သူတို့ပဲဖြစ်ပြီးသူတို့ဘဝလက်ကျန်ကိုငြိမ်းအေးစွာဖြတ်တန်းဖို့ဆိုတာလေသူနဲ့ဖိုးတာလက်ထဲမှာပဲမဟုတ်လားဒီတော့လေဘာတွေးနေကြလို့ဒီလေအဖေအဲ့ဒီအဖိုင်းကဘာလက်ကျန်မှမရှိတော့ဘူးသိရတာကိုဘာလို့လက်ထဲမှာလဲအတွင်းထဲကပြက်လာတဲ့စကားက ထိုင်နီယာကထပီးရေတောင်မျိုးသူကိုရင်းငင်သွားမတဲ့မျိုးလုံးပြစီတယ်။အဖေမှလည်းဘာမှမရှိဘူး။သူ့မှလည်းဘာမှမရှိဘူး။ဒါပေမဲ့အဖေတို့ဘဝလက်ကျန်မှုအေးအေးလူလူဖြစ်တမ်းမှုစေပင်းကြီးဖြစ်သူ့ကိုအဖေလိုအပ်တယ်။အဖေကိုလည်းသူလိုအပ်တယ်။သမီးနားလည်မဲ့ချင်ပါတယ်။ဘုရားရဲ့စကားကိုကြားရမှရေကိုအตาလေးလျှော့ချတောက်နိုင်တော့လေ။တကယ်ဆိုရက်ွက်ကိုအတိဖေးပြီးလက်မထိုးပြီးပါရဲ့။ ဒီကလေးမှဒီလိုပြောတင်မှုလို့တွေးမိပေမဲ့သူဘာမှမပြောတော့ပါဘူးသူ့အတွက်မီဒီယာထောက်စရာတောင်းဝေးတစ်ခုရပြီဖြစ်တယ်လို့သူကိုယ်တိုင်လည်းတပားသူအတွက်မီဒီယာထောက်စရာတောင်းဝေးလေးပါလားဆိုတဲ့အတိတ်ကသူ့စိတ်ကိုချမ်းမြေ့စေတယ်ခိုးတာကသူ့ကိုအမေကြီးလို့ခေါ်တယ်သူကလည်းခိုးတာကိုအဖေကြီးလို့ခေါ်တယ်သူတို့မှာတာသမီးတွေရှိပေမဲ့သူတို့ပြောပါတယ်သားနဲ့သမီးကော စေပင်မီယူဆိုတဲ့စကားကိုနားလည်ပါမလားသူကတော့နားလည်နိုင်ပါသေးတယ်လို့ဆုတောင်းနေနေတာပါပဲသူဂရိတီတယ်ဆိုတဲ့အကြောင်းတမီးမြတ်သားကတွားလိသူကြီးကိုတီးခဲ့မှာပါလိမှန်တဲ့ကနေကိုပုံကိုပြန်ကြည့်နေတဲ့သူကိုကြည့်ပြီးခုတာကပြုံလို့သူမေးမှုမေးချင်စိတ်ပေါက်လာတယ်တော့ကိုဖူသားကျမစီမအလှဆုံးကပါလေဖြည့်ကြည့်စမ်းပါအောင် 哦，没耶，还你对月讲，你发百遍听嘛。听你你也中啊，俺拉上过，不大也行嘛、啊，就积极生生中能大耶。